မင်္ဂလာပါဒီနေ့ကျွန်တော်တို့အတူတူဆွေးနွေးလေးလာကြမယ့်အကြောင်းအရာကတော့ဓမ္မတိကျမ်းထက်ကရှင်ပေဒရုပထမဆောင်အခန်းကြီး1ပါဒီချက်လက်ဒီကိုတော့ The Wise Believers ကနေပြုစုထားလာဖြစ်ပါတယ်ဒီစာလေးအဓိကအားဖြင့်အဒီခေတ်ကနှိဆက်ညွန်ပန်းမှုတွေကြောင့်ဟိုတနေ့ဒီတနေ့ကွဲလွင့်နေရတဲ့ယုံကြည်သူတွေပေါ့သူတို့ကို ကွဲလွင့်သွားသောအဲ့တယ်များဆိုပြီးတင်စားခေါ်ထားတယ်အဲ့ဒီလူတွေစီရွေရေးခဲ့တာအဲတကယ်တော့ ဒီနေ့ခေတ်အခြေအနေတွေနဲ့လဲအိုင်အိုးစရာကောင်းလောက်အောင်ဆက်ဆက်နေတာတွေ့ရတယ်။ကဲဒီခန်းကြီးထဲကအဓိကကြတဲ့မျောလင့်ချင်းနောက်ပြီးတော့စွန်စန်းချင်းတွေကိုခဏရေးရှိရှိကြော်ဖြတ်တာတန်ရှင်းတဲ့အတ္တတာအတ္တချင်းတာဒီချက်တွေကိုအတူတူကြည့်ကြအောင်ဟုတ်ကဲ့ပါ ဒီဆွေးနွေးမှုကနေပြီးတော့လေဒီအခန်းကြီးကနေပေးထားတဲ့ခွန်အားပေးမှုတွေပေါ့အထူးသဖြင့်ခက်ခဲကြမ်းတမ်းတဲ့အခြေအနေကိုဖျက်တမ်းနေရတဲ့ဒူရီယက်တော်အရေးပါတဲ့လမ်းညွန်ချက်တွေတရင်စကားတွေကိုပို့ပြီးတော့နက်နက်ရှိုင်းရှိုင်းနားလေသဘောပေါက်စေဖို့ရည်ရွယ်ပါတယ်ရှင်ဟုတ်ကဲ့ပထမအဆုံးခြေခံကြတဲ့ချက်ကိုကြည့်အောင်ရှင်တန်တော်မျော်လင့်ခြင်းတဲ့အဲ့ဒီမျော်လင့်ခြင်းကဘယ်ကနေဘလို့ရလာတာမျိုးလဲဒီကျမ်းပွဲအရာ ယူဂျီတူတွေဟာဒီမျောလင့်ခြင်းအားဖြင့်အတိတ်တဖန်မွေဖွာလာတယ်လို့ဆိုတာတွေ့ရတယ်နော်ဟုတ်ပါတယ်အထူးကရေမင်းတစ်ခုကိုသူကဖော်ပြထားတယ်ရှင်ပထမတစ်ခုကတော့ယေရှုခရစ်တော်တည်ခြင်းငယ်နေရှင်ပြထမြောက်တာပါအဲ့ဒါလားတည်ခြင်းကိုအောင်မြင်တယ်နောက်အနာဂတ်ကခိုင်မာတဲ့အာမော်ခံချက်ရှိတယ်ဆိုတာပြတာပေါ့ဒုတိယတစ်ခုကတော့ဖျားဖခင်နဲ့မကုန်ခန့်နိုင်တဲ့ကရုဏာတော်ပါအင်းဒီနှစ်ခုပေါင်းဆက်ပြီးတော့ယုံကြည်သူတွေကိုဒီရှင်တန်တော်မျောလင့်ခြင်းထက်ကိုအတိတ်တဖန်မွေဖွာစေတာဖြစ်ပါတယ်ရှင် အဲ့ဒီရှင်တန်တို့မျောလင့်ခြင်းဆိုတဲ့စကားလုံးကစိတ်ဝင်စားဖို့ကောင်းတယ်။ဒါကကျွန်တော်တို့လောကမှာမျောလင့်နေကြရတဲ့ဥမာ အလုတ်ရတူတိုးတာတို့ကျမ်းမာရေးကောင်းတာတို့လိုမျိုးလေးအချင်းနေပေါ်မူတည်ပြီးရလိုက်မရလိုက်ဖြစ်တတ်တယ်။ဒါမှမဟုတ်အချင်းတိုင်ရင်ပျက်စီးသွားနိုင်တဲ့မျောလင့်ချက်မျိုးနဲ့ဘာမျှกว่าကြမလဲ။ Ừm ကောင်းတဲ့မိဟုံးပါပဲ။ဒီရှင်တန်တော်မျောလင့်ချက်ဆိုတာကအဲ့လိုလောကီမျောလင့်ချက်တွေနဲ့တော်တော်လေးကွာခြားပါတယ် ။ဘာကြောင့်လဲဆိုတော့သူကမြေကြီးပေါ်မှာယာရီပေါ်မှာမတီမီလို့ပါပဲ။ဒီချမ်းပိုက်မှာပြောထားတာကလေဒီမျော်လင့်ချင်းဟာကောင်းကင်ပေါ်မှာတင်းစီထားတဲ့မပြည့်စည်နိုင်မညစ်ညူးမနွမ်းနယ်သောအမွေအနစ်နဲ့ဆက်ဆက်နေတယ်လို့ဆိုထားတယ်။ဆိုလိုတာကဒီမွေနင်းဟာစီးပွားရေးအတက်အကျော်တွေနိုင်နိုင်ရေးအပြောင်းလဲတွေနောက်ပြီးတော့လူဘဝရဲ့မမြဲခြင်းကြီးကြားထဲမှာတောင်လုံးဝလုံခြုံစိတ်ချရတယ်ဆိုတဲ့သဘောပါပဲ။ ဒါဆိုရင်ယုံကြည်သူတယောက်တော်တော်ဒါကအင်မတန်ခိုင်မာတဲ့အာမခံချက်ကြီးပဲပေါ့နော်။ကိုမျောလင်းစရာကလုံးဝလုံးကျုံတဲ့နေရာမှာရှိနေတယ်ဆိုတဲ့အတိမျောအတိအကျပါပဲရှိ။ဒါပြင်အခန့်ငယ်ငါးမှဆက်ပြောထားသေးတယ်။ယုံကြည်သူတွေကိုနောက်ဆုံးကဲ့တင်ခြင်းထင်ရှားတဲ့အချင်းအထိပေါ့နော်။ဖယားသခင်ရဲ့တန်ခိုးတော်ကသူတို့ရဲ့ယုံကြည်ခြင်းအချင်းစောင့်ရှောက်ထားတယ်ဆိုတာပါပဲ။အဲ့တော့မျောလင်းစရာအမွေအနစ်ကလုံးကျုံယုံတိမကဘူး။အဲ့ဒီအမွေကိုခံစားရမယ်ယုံကြည်သူကိုယ်တိုင်ကိုလည်း ဖယားစခင်ကအဆုံးတိုင်အောင်ကာကွယ်ဆောင်ရှောက်ပေးတယ်ဆိုရဲအာမခံချက်မျိုးပေးထားတာပါဒါဘလို့ချင်းနေမျိုးမှာပဲရောက်နေပါစီတကယ့်ကိုခွန်အားဖြစ်စေတဲ့အချက်ပါပဲဟုတ်ကဲ့မျောလင်းချက်အကြောင်းပြောပြတဲ့အခါမှာတော့ပေတရုကနင်းနဲ့လမ်းကြောင်းလေးပြောင်းတော်သလိုပဲစုံစမ်းနောက်ရဲ့ချင်းနေအကြောင်းကိုဆက်ပြောတာတွေ့ရပဲဆိုတော့မျောလင်းချက်ကြီးကြီးမားမားရှိနေပြီမဲ့လဲလက်တွေ့ဘဝမှာဒုက္ခရှိရဲ့လေစမ်းသက်မှုကြီးကြုံရနိုင်တယ်ဆိုတဲ့သဘောပေါ့အခန်းငယ်6မှာလဲအမျိုးမျိုးသောစုံစမ်းခြင်းကြောင့်ခဏတာဝမ်းနေရပြီမဲ့ အဲ့ဒီထဲမှာပဲဝမ်းမြောက်နိုင်တယ်လို့ဆိုထားတယ်။အဲဝမ်းနေမှုနဲ့ဝမ်းမြောက်မှုကတစ်ချိန်တည်းမှာဘလို့ဖြစ်နိုင်မှာလဲ။ဒါနားလျာနည်းနည်းခတ်တယ်လို့ပဲနော်။อืมဒါတကယ်ကိုနည်းနည်းတဲ့အချက်မှာပဲရှင်။ ဝမ်းမြောက်ခြင်းဆိုတာလေကြုံတွေ့နေရတဲ့အခက်အခဲတွေပျောက်သွားလို့ဝမ်းမြောက်တာမျိုးမဟုတ်ဘူးအစောပိုင်းကကျမတို့ဆွေးနွေးခဲ့တယ်ရှင်သန်သောမျောလင်းချက်ခေါင်းကင်ကမပြည့်စည်နိုင်တဲ့အမွေအနှစ်ပြီးတော့ဖျားတခင်ရဲ့ဆောင်းရှောက်မှုဆိုတဲ့ပူကြီးမရဲ့ပုံရိပ်ကြီးပေါ်မှာအခြေခံနေလို့ပါဒါကြောင့်လက်ရှိမှာနာကျင်မှုတွေဝမ်းနည်းမှုတွေရှိနေရင်တောင်မှပေါ့နော်အဲ့ဒီအရာတွေဟာယာယီပဲဖြစ်တဲ့ပြီးတော့အနာဂတ်မှာတေချာဖို့ရရှိမဲ့ဖုံးအသေးတွေကိုမျောကြည့်ပြီးတော့ဝါမျောနိုင်တာဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့။ဒါပေမဲ့ စုံစမ်းခြင်းတွေကိုယုံကြည်ခြင်းကိုစစ်ဆေးပြီးတန့်စင်တယ်လို့ရွှေထက်တောင်တန်ဖို့ရှိစေတယ်လို့ပြောတာကတော့နားထောင်လို့ကောင်းပေမယ့်လေတကယ်ကြုံတွေ့နေရသူအတတ်တော့အဲ့ဒီစစ်ဆေးခြင်းကတကယ်နာကျင်တာပေါ့ဒီလိုရည်ရွယ်ချက်ရှိတယ်ဆိုတဲ့အတီးကနာကျင်မှုတွေကြားထဲမှာတကယ်ပဲအထောက်အကူဖြစ်စေနိုင်ပါမလားဟုတ်ကဲ့ဒါကတကယ်ပဲအရေးကြီးတယ်မေခွန်းပါပဲပေဒရုကဒီနေရာမှာနာကျင်မှုကိုရှော့ဖို့ပြောနေတာမဟုတ်ကဘူး သူစားကိုလက်ခံဖတ်ရှုသူတွေကတကယ်ကိုပြင်းထန်တဲ့ညှဉ်းပန်းမှုတွေခံရတာကိုဒါပေမဲ့သူကရှုထောင့်လေးပြောင်းပေးဖို့ကြိုးစားနေတာပါဒီဆင်းရဲဒုက္ခတွေဟာအတိတ်ပင်ပဲဖြစ်နေတာမဟုတ်ဘူးရည်ရွယ်ချက်ရှိတယ်ဆိုတာကိုမြင်စေချင်တာရွှေကိုမီးနဲ့တိုင်မှာအညစ်အကြေးတွေကင်းစင်ပြီးတော့ရွှေသက်တူစစ်စစ်ရတန်ဖိုးပေါ်လာသလိုမျိုးပဲပေါ့စုံစမ်းနှောင့်ယှက်ခြင်းတွေကလည်းယုံကြည်ခြင်းရဲ့စစ်မှန်မှုကိုဖော်ထုတ်ပေးတယ်အကောရန်ယုံကြည်ခြင်းလားဒါမှမဟုတ်အခက်ခဲကြမှာတောင်ခိုင်မာတဲ့ယုံကြည်ခြင်းလားဆိုတော့ပြတာလေပေါ့နော် ပေထရုပြောချင်တာကဒီလိုစစ်ဆဲခံပြီးခိုင်မာလာတဲ့ယုံကြည်ခြင်းဟာအလွန်တန်ဖိုးရှိတယ်။နောက်ဆုံးယေရှုခရစ်တော်ကြွလာတဲ့အခါချင်းမှန်းခြင်း၊ဂုဏ်ပြုခြင်း၊ဘုန်းထင်ရှားခြင်းကိုဖြစ်စေလိမ့်မယ်ဆိုတာပါပဲ။ဒါတော့စုံစမ်းခြင်းဟာယုံကြည်ခြင်းကိုဖျက်ဆီးဖို့မဟုတ်ဘဲနဲ့လေ။ပိုပြီးတော့တောက်ပေါက်ခိုင်မာလာအောင် ပြုလုပ်ပေးတဲ့လုပ်ငန်းစဉ်တစ်ခုအဖြစ်ရှုမြင်ဖို့တိုက်တွန်းနေလာပါ။ ဒါကလက်တွေ့ခံစားနေရတဲ့အနာကျင်မှုကိုချက်ချင်းပျောက်ကင်းစေမှာတော့မဟုတ်ဘူးပေါ့လေဒါပေမဲ့အဲ့ဒီနာကျင်မှုကြားထဲမှာမြုံလင့်ချက်နဲ့အထွေဘက်ကိုရှာတွေ့ဖို့အထောက်ကူပြုလိုက်မှာပါရှင်ဆိုလိုတာကဒုက္ခဆင်းရဲဟာယုံကြည်ခြင်းဖွံ့ဖြိုးတိုးတက်မှုကိုအနောက်အရှက်ပြတဲ့ရာမဟုတ်ပဲနဲ့ယုံကြည်ခြင်းဖွံ့ဖြိုးမှုရဲ့တစိတ်တစ်ပိုင်းဖြစ်နေတယ်ဆိုတဲ့သဘောမျိုးပေါ့ဟုတ်ကဲ့ ဒီရှုထောင့်ပြောင်းလဲမှုကအရေးကြီးပုံရတယ်။ကဲမျောလင်းချက်နဲ့ဆုံးဆန်းခြင်းနေအကြောင်းပြောပြီးတဲ့နောက်မှာပေတရုကယုံကြည်သူရဲ့လက်တွေ့တက်တာအတွက်အရေးကြီးတဲ့ခေါ်တော်မူခြင်းတစ်ခုကိုဆက်ပြောထားတာတွေ့ရတယ်။အဲ့ဒါကတော့တန်ရှင်းခြင်းနဲ့ဒီအတက်ဘလို့လက်တွေ့လမ်းညွှန်ချက်လေးပေးထားပါသလဲ။ဟုတ်ပါတယ်။အခန်းငယ်73ကနေစပြီးတော့လက်တွေ့ကြတဲ့တိုက်တွန်းချက်တွေပေးထားတယ်ရှင်။ ပမာအနေနဲ့စိတ်နှလုံးခပန်းကိုစီးဆိုတာလေအဲ့ဒါကစိတ်ပိုင်းဖြတ်ပြီးတော့အသင့်ပြင်းထားဖို့စိတ်ကိုကြည်လင်စွာထားဖို့တတိရှိဖို့ဆိုလိုတာပါနောက်ပြီးအရေးကြီးတာတစ်ခုကအရင်မတိနားမလဲစဉ်ကတမခဲ့တော့အလိုဆန္ဒများအတိုင်းမကျင့်ကြနဲ့ဆိုတာပါပဲဆိုလိုတာကတော့ယုံကြည်သူဖြစ်လာပြီးနောက်ပိုင်းမှာအရင်ကလောကီတန်ဖိုးတွေအချင်းဟောင်းနေတော့ကိုစစ်မလိုက်ခုပြောင်းလဲဖို့လိုအပ်တယ်လို့ဆိုလိုတာပါပဲရှင်ဒီတန်ရှင်ချင်းရဲ့အထက်အခြေခံကဘာဖြစ်မလဲငါဒီတန်ရှင်တော့ကြောင့် တင်းတို့ဒီလေတန်ရှင်းကြလောဆိုလေအမိန့်တော်ကိုကိုးကားထားတာတွေ့ရတယ်။ဒါမဲ့ဖျားသခင်လိုတန်ရှင်းတယ်ဆိုတာကလူသားတယောက်အတွက်လက်တွေ့မှာမဖြစ်နိုင်လောက်တဲ့စံနှုန်းကြီးတစ်ခုလိုပဲမဟုတ်လား။လူတယောက်ကဘလို့လို့ဖျားသခင်လိုအဖြစ်ကင်းစင်အောင်တန်ရှင်းနိုင်မှာလဲ။ဟုတ်ကဲ့ဒါလည်းမှန်ကန်တဲ့ထောက်ပြချက်ပါပဲ။ဒီနေရာကတန်ရှင်းခြင်းဆိုတာချက်ချင်းကြီးအဖြစ်ကင်းစင်သွားတာမျိုးဖျားနဲ့တန်းတူဖြစ်သွားတာမျိုးကိုဆိုလိုတာမဟုတ်ပါဘူးရှင်။တန်ရှင်းဆိုတဲ့စကားလုံးရဲ့မူလအဓိပ္ပာယ်ကခွဲခြားသတ်မှတ်ထားခြင်း ရည်ရွယ်ချက်တစ်ခုအတွက်တည်တံ့ဖယ်ထားခြင်းကိုဆုလိုတာပါ။ဘုရားသခင်ကသူ့ရဲ့လူတွေကိုလောကရဲ့နီးလျင်းတွေတံပိုးထားမှုတွေကနေခွဲထွက်ပြီးတော့သူ့ရဲ့ရည်ရွယ်ချက်တွေသူ့ရဲ့အရေးအတွေးတော်တွေအတိုင်းအသက်ရှင်ဖို့ခေါ်နေတာဖြစ်ပါတယ်။ဒါကြောင့်ဒီမိမချက်ကငါရဲ့စေနှုံးတဲ့အတိုင်းငါရဲ့သဘောတဘာဝကိုထင်ဟပ်စေတဲ့နီးလန်းနဲ့အသက်ရှင်ပါလို့ဖိတ်ခေါ်နေတာပါ။ဒါပြပြဆုံမှုကိုတောင်းဆိုတာထက်ပေါ်တော့ကိုယ့်ရဲ့အတ္တဥဒီချက်စူးစမ်းအထုံးမှုက ဖျားသခင်ရဲ့တန်ရှင်းခြင်းကိုဥတည်နေဖို့ပြောနေတာဖြစ်ပါတယ်ရှင်။ Hmm ဒါဆိုရင်တန်ရှင်းဖို့ကြိုးစားခြင်းရဲ့အထက်ကတွန်းဟာဘာဖြစ်မလဲ။ဖျားသခင်ကအမေပေးထားလို့လားဒါမှမဟုတ်တခြားကြောင့်ရင်ရှိတယ်လား။ဒီရခန်းဆောင်မှာရွေးနိုးခြင်းအကြောင်းကိုအလေးပေးပြောထားတာတွေ့ရတယ်လေ။ဟုတ်ကဲ့အဲ့ဒါသာအရှိကအချက်ပါပဲရှင်။ပေဒရုကတန်ရှင်ဖို့တိုက်တွန်းရခြင်းရဲ့အဓိကကြောရုပ်ဖြစ်ရွေးနိုးခြင်းရဲ့တန်ဖိုးကို ထောက်ပြထားတာပါ။ အခန်းငယ်၁၈၁၉ရှင်းရှင်းလင်းလင်းပြောထားတယ်လေတင်တို့ဒီဘိုးဘေးတို့ထံမှဆင်းသက်လာသော အချိန်ဤဖြစ်သည့်အကျင့်လန်းစဉ်မှရွေးနိုးခံရသည်မှာဖော့ပြံပျက်စီးတတ်သောရွှေငွေတို့ဖြစ်မဟုတ်ပေအပြည့်အနာစာကင်းစင်သောတိုးတန်ငယ်ကဲ့သို့ခရစ်တော်၏အဖိုးထိုက်လာသော အသွေးတော်အဖြစ်ဖြစ်သည်ကိုတင်တို့သိကြ၏လို့ဆိုထားတယ်ဆိုလိုတာကကျမတို့ကိုအရင်ကအတိတ်ပဲမဲ့တဲ့အကျိုးမရှိတဲ့အတ္တပုံစံကနေကဲ့တင်ခဲ့တာဟာပျက်စီးတတ်တဲ့လောကီပစ္စည်းတွေနဲ့မဟုတ်ဘူး ဖျားသခင်ရသားတော်အပြစ်မဲ့တဲ့ခရစ်တိုရဲ့အသက်သူ့ရဲ့အသွေးနဲ့ပေးဆက်ပြီးမှယွင်းလို့ခဲ့တာဒီလောက်တောင်တန်ဖိုးကြီးမားတဲ့အဖိုးခါပေးပြီးယွင်းလို့ခံထားရသူတွေဖြစ်တဲ့အတွက်လေအရင်ကအကျင့်ဟောင်းတွေလောကရဲ့ပုံစံတွေအတိုင်းဆက်အသက်မရှင်သင့်တော့ဘူးတန်ရှင်တဲ့အသက်တာနဲ့အသက်ရှင်ခြင်းဟာဒီယွင်းလို့ချင်းရဲ့တန်ဖိုးကြီးမားမှုကိုတွန့်ပြန်ခြင်းလေးစားခြင်းဖြစ်တယ်ဆိုတဲ့သဘောပါပဲอืมဒီအတိတ်ကတန်ရှင်ဟုစူးစမ်းရမှာအကြီးမားဆုံးလုံဆောင်မှုဖြစ်တဲ့ကားရဲ့ရှင် ဟုတ်ကဲ့ရင်းနှုတ်ချင်းရဲ့တာမိုးကြီးမားမှုကတန့်ရှင်းစွာ အသက်ရှင်ဖို့တာဝန်ယူစိတ်နဲ့တာမိုးထားမှုကိုခစ်ပေါ်စေတယ်ဆိုတာချက်က တော်တော်လေးအားရှိစေပါတယ်။ကဲအခု အသက်မွေးဖွားခြင်း၊ရှင်တန်သောမျောလင်းခြင်း၊စွန်စားခြင်းကြားကယုံကြည်ခြင်းပြီးတော့တန့်ရှင်းခြင်းအတွက်ခေါ်တော်မူခြင်းတွေအကြောင်းဆွေးနွေးပြီးပြီဆိုတော့လေဒီအသက်တာအသက်ကိုဘယ်အရာကထိန်းသိမ်းပေးထားသလဲ။ နောက်ဆုံးပိုင်းမှာဘုရားသခင်ရဲ့နှုတ်ကပတ်တော်ရဲ့အခိုင်းကဏ္ဍကိုအလေးပေးထားတာတွေ့ရတယ်။နှုတ်ကပတ်တော်နဲ့အတ္တဖန်မွေးဖွားခြင်းကိုဘယ်လိုဆက်ဆက်ထားပါသလဲ။ဟုတ်ပါတယ်။အခန်းငယ်23မှာလီတင်တို့ဒီဖောက်ပြန်ပစ္စည်းတတ်သောမျိုးစေ့အဖြစ်အတ္တမွေးဖွားလာကြသည်မဟုတ်ပဲအသက်ရှင်၍အစင်မြဲတည်တံ့သောဘုရားသခင်၏နှုတ်ကပတ်တော်သည်ဟုသောမဖောက်ပြန်မပစ္စည်းနိုင်သောမျိုးစေ့အဖြစ်မွေးဖွားလာကြ၏လို့ဆိုထားတယ်။ဒါကဝိညာဉ်ရေးရအတ္တတသစ္စာတင်ဖြစ်ပေါ်လာတာဟာ လူစူးစမ်းမှုကြောင့်မဟုတ်ဘဲနဲ့တန်ခိုးပါပြီးအသက်ရှင်နေတဲ့ဖျားသခင်ရဲ့နှုတ်ကပတ်တော်ကြောင့်ဖြစ်တယ်လို့ဆိုလိုတာပါမျိုးစေ့ကနေအပင်ပေါက်လာတယ်လို့မျိုးပဲနှုတ်ကပတ်တော်ကယုံကြည်သူသေးမှအတ္တတစ်ကိုစတင်ဖြစ်ပေါ်စေတာပါရှင်ဟွန်းအခန်းငယ်24 25မှာလူတဘာဝရဲ့ယာယီဖြစ်မှုနဲ့နှုတ်ကပတ်တော်ရဲ့ထာဝရတည်မြဲမှုကို နိုင်ရှင်ထားရလဲတတိထားမိတယ် မြက်ပင်တွေအဖွင့်နေလို့ညွန်းနှွမ်းပြက်ရှိသွားတတ်တဲ့လူဘဝနဲ့ထာဝရတည်တဲ့ဖျားစကားကိုဘာကြောင့်ပေတရုကဒီလောက်အလေးပေးနိုင်ရှင်ပြရတာလဲဒီနိုင်ရှင်ချက်ကအလိုအရေးကြီးပါအရှင်လူအတ္တတာလူကုန်ဖို့လူအောင်မြင်မှုလောကရဲ့အရာအားလုံးပေါ့အဲ့ဓာဒီအားလုံးဟာမြက်ပင်လိုပန်းပွင့်လိုခဏတာပဲလပါပြီးတော့နောက်ဆုံးမှာတော့ချွေချပျောက်ကွယ်သွားမှာပါ ဒါပေမဲ့ဖျားခင်ရဲ့နှုတ်ကပတ်တော်သူရဲ့ကတိတော်တွေသူရဲ့အမှန်တရားတွေကတော့အချိန်ကာလရဲ့ဆင်းသက်မှုကို ကြမ်းကြမ်းခံပြီးထောက်ရန်တီမြဲနေပါတယ်။ဒါကြောင့်ပေတရုကယုံကြည်သူတွေကိုပျက်စီးတတ်တဲ့ယာယီဖြစ်တဲ့လောကအရာကြီးအပေါ်မှာသူတို့ရဲ့အသက်တာကိုတီဆော့မဲ့အစားပေါ့လေ။ထောက်ရတီမြဲတဲ့ဖျားသခင်ရဲ့နှုတ်ကပတ်တော်ပေါ်မှာခိုက်ခိုက်မာမာယက်တီဖို့တိုက်တွန်းနေတာပါ။ဒီနှုတ်ကပတ်တော်ဟာအသက်တဖန်မွေးဖွားခြင်းရဲ့အရင်အမြစ်ဖြစ်တယ်လို့ပဲဝိညာဉ်ရေးရဆက်လက်ကြီးထွားဖို့ပြီးတော့ယုံကြည်သူအချင်းချင်းစစ်မှန်တဲ့မေတ္တာနဲ့ချစ်နိုင်ဖို့ပေါ့။အခန်းငယ်20နှစ်မှာပါတဲ့စင်ကြယ်ဘောစိတ်ဖြင့်အချင်းချင်းပင်ပြစွာ ချစ်ကြလော့ဆိုတာနဲ့ဆက်ဆက်နေပါတယ်လीအဲ့ဒါဒီအတွက်မရှိမဖြစ်အခြေခံဖြစ်တယ်ဆိုတာကိုဖော်ပြနေတာပါရှင်ကဲဒါဆိုရင်ရှင်ဘီထရူပရမဆောင်အခန်းကြီး1ထဲကဒီအတိခအချက်တွေပေါ့ရှင်တန်တော်မျော်လင့်ချက်စုံစမ်းခြင်းအပြင်တန့်စင်ခံရတဲ့ယုံကြည်ခြင်းတန်ရှင်းခြင်းအတွက်ခေါ်တော်မူခြင်းနဲ့ထာဝရတည်မြဲတဲ့နှုတ်ကပတ်တော် ဒါတွေအားလုံးကဒီနေ့ခေတ်တီချမ်းပိုက်ကိုဖတ်ရှုလေ့လာသူတွေအတွက်ဘလို့လက်တွေအတုံးချနိုင်မလဲ The wise believers ကပြုစုထားတဲ့အချက်တွေကမြေမောက်ခေတ်အတွက်စင်ကျင်စရာအချက်တွေကိုပြန်ကြည့်ကြအောင်ဟုတ်ကဲ့လက်တွေ့ရှိရင်စရာအချက်တွေတကယ်အများကြီးရှိပါတယ်ရှင်ပထမဆုံးနဲ့အရေးကြီးဆုံးတစ်ခုလို့ပြောလိုက်ရတာကတော့လေမိမိတို့ဟာဒီလောကမှာအဲ့တယ်ဒါပေမဲ့တက်ကျွန်းသားအဖြစ်နေထိုင်နေရတဲ့အတ္တိကို ပြန်လဲတတိယဖို့ပါပဲ။ ပေတရုကသူ့စာကိုအဲ့ဒီလိုလူတွေစီယဉ်ညွန်းခဲ့တယ်လို့ပေါ့ဒီအတိကဒီနှစ်ခေတ်ယုံကြည်သူတွေအတွက်လည်းအရေးကြီးနေတော့ပါပဲဒီအဲ့တဲ့ဆိုတဲ့အတိကလက်တွေ့ဘဝမှာဘလို့တက်ရောက်မှုရှိနိုင်မလဲဥပမာနေ့စဉ်ကြုံနေရတဲ့အလုပ်ခွင်က PR တွေဒါမှမဟုတ်ဆိုရှယ်မီဒီယာပေါ်ကရေးပန်းစားနေတဲ့အရာတွေနဲ့ဆက်ဆံရမှာဘလို့ပြောင်းလဲမှုရှိနိုင်မှာလဲကောင်းနေမိကုန်ပါရှင်အဲ့တဲ့ဒီအောင်ဆိုတာကိုရောက်နေတဲ့နေရာဟာကိုရဲ့အမြင်နဲ့နေရမဟုတ်ဘူးဆိုတာသိထားတို့ပေါ့နော် ါကတော့ဒီလောကကြီးကကိုယ့်ရဲ့ tower အိမ်မဟုတ်ဘူးဆိုတာကိုတတိယလိုက်ရင်ဒီလောကရဲ့တောင်ရှုံမှုတွေအောင်ငင်မှုစံနှုန်းတွေရေပန်းစားနေတဲ့ fashion တွေတံပိုးထားမှုတွေကိုဖိရားသခင်ရဲ့ခေါ်တော်မူခြင်းနဲ့ကောင်းကင်နိုင်ငံရဲ့တံပိုးတွေထက်ပိုပြီးတော့ဦးစားပေးတော့မှာမဟုတ်တော့ဘူးအလုခွင့်မှာစ조사မှုရိုးသားမှုရှိရမယ်ဒါပေမဲ့လောကီအောင်မြင်မှုတသက်အတွက်ကိုယ့်ရဲ့ယုံကြည်ချက်စံနှုန်းတွေကိုအရှော့ပေးတော့မှာမဟုတ်ဘူး လူမှုကွန်ရက်ကိုတုံးနိုင်တယ်ဒါပေမဲ့အဲ့ဒီပေါ်ကဖျားရင်းတော့ကိုတကောက်ကောက်လိုက်နေတော့မှမဟုတ်ဘူးပေါ့ကိုရဲ့တကင်းနိုင်ငံလားဖြစ်ခွင်ကကောင်းကင်မှာဆိုတဲ့အတိကနေစဉ်ဆုံးဖြတ်ချက်တည်ဦးစားပေးမှုတွေကိုပြန်လည်ချိန်ညှိစေပါတယ်ဒါဟာလောကကိုကြော့ခိုင်းလိုက်တာမျိုးမဟုတ်ပဲနဲ့လောကလည်းမှာပဲဖျားရဲ့လူတယောက်အဖြစ်ထူခြားစွာအသက်ရှင်ဖို့လမ်းညွန်ပေးတာပါရှင်ဟုတ်ကဲ့ဒုတိယအချက်ကဒုက္ခဆင်းရဲကြုံရခြင်းမှာဝမ်းမြောက်ခြင်းကိုရှာဖွေဖို့ဆိုတာ ဒါမှလက်တွေ့မှာနာမကျန်းဖြစ်တာတို့ချေအားသူဆုံးရှုံးတာ စီးပွားရေးအခက်ခဲကြုံတာမျိုးတွေမှာဝမ်းမြောက်ဖို့ဆိုတာတော်တော်လေးခက်ခဲလွန်နေပေါ့ပြောတော့လွယ်တဲ့တကယ်ခံစားရချင်မှဘလို့လို့ဝမ်းမြောက်နိုင်မလဲလို့တွေးမိသူတွေလည်းရှိနိုင်တယ်လေအနမပါရှင်ဒီကြမ်းပေါ်မှာတက်နာချင်းမှုကိုလစ်လျူရှုခိုင်းနေတာမဟုတ်ပါဘူးဝမ်းမြောက်ပူဆွေးဖို့နေတာပြချပါတယ်ဒါမှမဟုတ်အဲ့ဒီဝမ်းမြောက်မှုထဲမှာပဲပိတ်မိမနေဘဲနဲ့ပိုကြီးမှလည်းပုံရိပ်ကိုမြင်ဖို့တိုက်တွန်းနေတာပါ ဝိုင်းမြောက်ချင်းကိုရှာဖွေတဲ့ဆိုတာကတဘာဝအလျောက်ခင်နာတာမဟုတ်ရင်တောင်မှလေတတိရှိရှိနဲ့မိမိရဲ့မျောလင့်ချက်အဒီရှင်တန်းသွားမျောလင့်ချက်ကောင်းငင်အမွေကိုပြန့်အယုံဆိုင်တာဖီးယားရဲ့ဆောက်ရှောက်မှုကိုယုံကြည်တာပြီးတော့ဒီစံတက်မှုတွေမှာရည်ရွယ်ချက်ရှိတဲ့ယုံကြည်ခြင်းကိုတန့်စင်စေတယ်ဆိုတာကိုပြန်ဆင်ခြင်တုံးသက်ခြင်းအားဖြင့်မွေးမြူရမယ့်အရာဖြစ်ပါလိမ့်ရှင် တခါတလေကိုပါတာမလုံးနိုင်တောင်ယုံကြည်သူအတိုင်းဝင်ရဲ့အားပေးမှုစူတောင်းပေးမှုတွေကလေဒီဝါမြောက်ချင်းကိုပြန်လဲရှာတွဲဖို့ကူညီနေပါတယ်ဟုတ်ကဲ့တတိယချက်ကတော့တန့်ရှင်တဲ့အတ္တကိုဂျူးစာလိုက်လျှောက်ဖို့ဒီနေ့ခေတ်လောကရဲ့သွေးဆောင်မှုတွေချစ်ဝတ်ဆန်နှုံးတွေယိုယွင်းလာမှုတွေကြာမှာဒီရဲ့ချက်ကိုလက်တွေ့ကျင့်သုံးဖို့ဘလို့နမူနာတွေစဉ်းစားလို့ရနိုင်မလဲအရှင်ကြီးဆိုတာဖရာကျောင်းလေးမှာပဲကျင့်သုံးရမှာမဟုတ်ဘဲနဲ့နေ့စဉ်အတ္တတာရဲ့အသေးစိတ်ကဏ္ဍအတိုင်းနဲ့သက်ဆိုင်ပါတယ်ရှင်။ ဥပမာကိုပြောဆိုတဲ့စကားလုံးတွေပေါ့သူတပားကိုတိဆောင်မှုဖြစ်စေသလားထမမဟုတ်အတင်းအဖင်တွေစတဲ့မှုတွေပါနေသလားကိုရွေးချယ်ကြည့်ရှုတဲ့ဖျော်ဖြေရဲ့စီစဉ်တွေကကုစီကိုဘလို့လှမ်းမှုမှုရှိနေသလဲအလို့အကင်မရိုးသားဖြောင်းမတ်မှုရှိရဲ့လားကိုရဲ့ဆက်ဆံရေးတွေမှာတစ္ဆာရှိမှုခွင့်လွန်မှုမေတ္တာတင်အားထင်ခဲ့ရဲ့လား အတိတ်ကအချင်းဟောင်းတွေမကောင်းတဲ့တွေ့ခေါ်ဟောင်းတွေကိုစွန့်ပယ်နေတော့လေကိုကိုအဖို့ထိုက်တဲ့တွေးတော်နဲ့ရွေးနှုတ်ထားတဲ့ဓမွေအငီအသက်ရှင်နေထိုင်ဖို့နေ့စဉ်တတိထဆွန့်ဖြစ်ချက်ချရမှာပါ။ဒါကတစ်ခါပြီးသွားရောကိစ္စမဟုတ်ပဲနဲ့အသက်တာတိကျအောင်လုံးစူးစမ်းအားထုတ်ရမယ့်ခီးစဉ်တစ်ခုပါပဲရှင်။ Okay ။နောက်ဆုံးချက်ကတော့ဖျားခင်ရဲ့ထာဝရတည်မြဲတဲ့နှုတ်ကပတ်တော်အပေါ်မှာခိုင်မြဲစွာယက်တည်ဖို့ဆိုတာပဲ။ဒီနေ့လိုတည်င်းချက်လက်တွေအတွေးခေါ်ယူစားတွေအမျိုးမျိုးပေါ်များနေတဲ့ခေတ်ကြီးမှာ ဒီအချက်ကဘလို့ထောက်ကိုပြုနိုင်ပါတယ်လဲအလွန်အရေးကြီးတဲ့အချက်ပါပဲရှင်ဒီနေ့ခင်မှာမှားလိုက်တာနှောင်းရင်မသွားပြန်ပြီဆိုတဲ့အတွေးခေါ်လေခဏတာရေပန်းစားပြီးပျောက်သွားတဲ့အယူအဆတွေယာယီရှုခံစားမှုတွေပေါ်ခြေခံတဲ့အဆုံးဖက်ချက်တွေအများကြီးကြားနေမိနေရတာကောနော်ဒီလိုအချိန်မှာဖျားရခင်ရဲ့နှုတ်ကပတ်တော်ဖြစ်တဲ့တမချန်းစာကထာဝရမပြောင်းလဲတဲ့အမန်တရားခိုင်မာတဲ့ကြောက်ဆောင်တစ်ခုလို့ဖြစ်နေပါဗျ။ ဒါကြောင့်လောကရဲ့ပြောင်းလဲနေတဲ့အတွေးခေါ်တွေကိုတိုင်းတာဖို့၊ကွယ်တက်တာကိုလမ်းညွှန်ဖို့အတွက်ဒီနှုတ်ကပတ်တော်ကိုဆွဲကင်ထားဖို့လွယ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီနှုတ်ကပတ်တော်ကပဲကျမတို့ကိုအသက်တာသက်ပေးခဲ့ပြီးကျမတို့ရဲ့ရှင်သန်သောမျှော်လင့်ချက်ရဲ့အခြေခံအုတ်မြစ်ဖြစ်နေလို့ပါပဲ။လောကရဲ့မုန်တိုင်းတွေကြားမှာတည်ငြိမ်မှုနဲ့လမ်းမှန်ကိုရှာဖွေလို့သူအတွက်ခိုင်မာပဲကြောက်စုချစ်ခုဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ ဒီနေ့ဆွေနွေးဟဲရတဲ့ကိုပြန်ချို့ရရင်တော့ရှင်ပေတရုဝေါ်ရာစာပထမဆောင်အခန်းကြီး၁ဟာခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းအပေါ်အခြေခံတဲ့မပြည့်စည်နိုင်တဲ့ရှင်တန်တော်မျော်လင့်ချက်ပေါ့နောက်ပြီးတော့အခက်ခဲစုံစမ်းခြင်းတွေကယုံကြည်ခြင်းကိုဖျက်ဆီးတာမဟုတ်ဘဲရွှေထက်တန်ဖိုးရှိအောင်တန့်စင်ပေးခြင်းဆိုတဲ့အချက်အဖိုးထိုက်တဲ့အတွေ့တော်နဲ့ရွေးနောက်ခံထားတဲ့အတွက်ဖယားသခင်ရဲ့တန့်ရှင်းခြင်းကိုထင်ဟပ်စေဖို့ခေါ်တော်မူခြင်းပြီးတော့လောကရဲ့မမြဲခြင်းတွေကြမှာ ဟာဝရတီမြဲတဲ့ဖျားသခင်နှုတ်ကပါတော်ရဲ့တန်ခိုးနဲ့အရေးပါပုံကိုအဓိကဖော်ပြထားတာတွေ့ရပါတယ်။ဒါဒီအလုံးဟာခက်ခဲတဲ့အခြေအနေတွေမှာတော့ယုံကြည်သူတွေအတွက်ခိုင်မာတဲ့အခြေခံအုံမင်းနဲ့လက်တွေ့ကျတဲ့လက်မြင့်ချက်တွေပြီးနေတယ်လို့ဆိုရမှာပေါ့။ဟုတ်ကဲ့။နောက်ဆုံးအနေနဲ့အစင်းမားစရာအချက်လေးထပ်ပြီးအလေးပေးခြင်းပါတယ်ရှင်။ဗီဒီယိုကယုံကြည်သူတွေကိုသူတို့ပတ်ဝန်းကျင်လူဖွဲ့စည်းရဲ့ဖိအားတွေနဲ့ကွဲပြားစွာယက်တည်နေရတဲ့ဧည့်သည်တကြွန်းသားတွေဖြစ်ဖော်ပြခဲ့တယ်လေ။ ီအတ္တိတရားကဒီနေ့ခေတ်ယုံကြည်သူတွေကြုံတွေ့နေရတဲ့ကိုယဉ်ကြီးမှုလူမှုပတ်ဝန်းကျင်ရဲ့တိချဖိရတဲ့ဥပမာရုပ်ဝတ္ထုဖြစ်စည်းတွေနဲ့လောကီအောင်မြင်မှုကိုအလွန်အကျွံ့အလေးထားတာကိုချင်းတရားဆန်နှုန်းတွေရော့ရဲလာတာယုံကြည်ခြင်းကိုအရေးမပါတယ်လို့သဘောထားတာစတဲ့ဖိရတဲ့ကိုပေါ့ဘယ်လိုရင်ဆိုင်ကြော်လာမလဲဆိုတာနဲ့ပတ်သက်ပြီးဆက်ဆင်ခြင်းဖို့အားပေးခြင်းပါတယ် အဲ့ဒီဒီအောင်လို့နေထိုင်ခြင်းဟာလောကကြီးနဲ့လုံးဝအဆက်ဖြတ်ဖို့ဒါမှမဟုတ်သူတို့ကိုယဉ်တူလို့သဘောထားဖို့ဆိုလိုတာမဟုတ်ပါဘူး။ဒါပေမဲ့လောကရဲ့ပုံစံခွက်ထဲကိုအလိုက်တင်စည်းဝေးမသွားဘဲနဲ့ကိုယ့်ရဲ့ယုံကြည်ခြင်းကိုယ့်ရဲ့ခေါ်တော်မူခြင်းတန်ရှင်ချင်းမေတ္တာကိုတိစာရှိရှိဆွဲကြရင်ပေါ့လေတချိန်တည်းမှာမဲ့ပတ်ဝန်းကျင်နဲ့မေတ္တာဖြင့်ကျင်းမာတဲ့ရှင်